တက်မတော်ကပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်တီဘောမြို့မှာအော်တိုဘာ22ရက်ကနေ30ရက်အထိအခြေခံပညာကျောင်း17ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးကျောင်းသားကျောင်းသူ2181ဦးတက်ရောက်လျက်ရှိတယ်လို့သိရပါတယ်။အော်တိုဘာ30ရက်မှာအမတ်၄အခြေခံပညာအလဲတန်းကျောင်းခွဲအမတ်၆အခြေခံပညာအလဲတန်းကျောင်းခွဲနဲ့အမတ်၃အခြေခံပညာမူလာတန်းကျောင်းတို့ကိုထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရပါတယ်။ တီဘောမြို့နိုင်အောက်တိုဘာ22ရက်မှ29ရက်ထိအခြေခံပညာကျောင်း၈ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးအောက်တိုဘာ30ရက်ကအခြေခံပညာကျောင်း၃ကျောင်းထပ်မံဖွင့်လှစ်နိုင်ခဲ့တာကြောင့်စုစုပေါင်းအခြေခံပညာကျောင်း၁၁ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။ဒါ့အပြင်ကျောင်းတွင်အရွယ်ကလေးများအားတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိအောင်အောက်တိုဘာ30ရက်ကကျောင်းသားကျောင်းသူ183ဦးထပ်မံလာရောက်ကျောင်းအပ်နိုင်ခဲ့တာကြောင့်စုစုပေါင်းကျောင်းသားကျောင်းသူ2182ဦးအထိရှိပြီဖြစ်ပြီးဆိုပါကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်တဲ့ကျောင်းသုံးစာအုပ်များစာရေးကိရိယာများနှင့်ထောက်ပံ့ပစ္စည်းများကိုတစ်ပါးတည်းပေးအပ်ကြကြောင်းဒါပြင် တပ်မတော်သားများဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုပေါင်း၍တီဘောမြို့အခြေခံပညာမူလာတန်းအကြောင်း၌စုပေါင်းတန့်ရှင်းလုပ်ငန်းများဆောင်ရွက်ပေးကြကြောင်းသိရပါသည်